ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ်စာအုပ်လေးကတော့ဆရာတာမင်းဝေရေးသားထားတဲ့ဘန်းလက်ဘွားမှာပါအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးဆိုတဲ့ဝိထုစာအုပ်လေးကိုအပိုင်းသုံးအနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားတော်ရစင်အားပေးကြပါအောင်ခင်ဗျာဒီအင်္ဂလိပ်စာသင်တန်းမှာကျမတို့ကလူဟောင်းတွေဒီကောင်လေးကအခုမှလာတက်တဲ့လူသစ်တွေ ဒါမဲ့တစက်မှအဖိုးမကြိုးဆရာအစာမတင်ခင်ထီတော့အခန်းထဲမှာသူတို့တန်နေနဲ့ညံနေရပဲတနေ့ကျမတို့တင်နန်းခတ်မှလည်းဝင်တော့သူတို့သုံးယောက်ကို အာကျဲအာကျဲနဲ့တွေ့ရတယ်ထိုးဝေရသူ့ကိုယ်သူဘိုးတော်ထူးတဲ့ပိတ်ဖြူစင်ကြယ်ကြီးပတ်လို့ကျန်တဲ့နှစ်ယောက်ကကပ်ပြရလုံနေကြတယ်ဒါဒီလိုရှိတယ်မောင်စေရရဲ့မိမပါပါဦးဘိုးတော်ထူးရဲ့ လူဘဝဆိုတာအတော်တန်ဝေကရစရာကောင်းတယ်ကြားလားကြားပါတယ်ဘိုးဘိုးတချို့ဆိုပတ်စံချမ်းသာရတာပြောတာတမတ်တော်မရှိဘူးဟုတ်ပါဟုတ်ပါဘိုးဘိုးရဲ့အတိုင်ဖောက်ညီနေလိုက်ကြတာလေတန်စင်မပြောနဲ့ကျမတို့တော့မခံနိုင်ဘူးတန်စင်ကခုံမှာစောင့်ကြီးအောင်ရင်ဝင်ထိုင်ပါတယ်အဲ့တော့ဟိုကောင်လေးရဲ့အတန်အပိုးကျလာရောမျက်နာတွေကလည်းပိုပြီးပြောင်းဆက်ဆက်ဖြစ်လာရော ဟေးအေးလင်းချိုရေဘိုးဘိုးပြောမယ်ကွာဟုတ်ကဲ့ပြောပါဘိုးဘိုးဟိုဒီနေ့ကကောင်မလေးတယောက်ဘိုးဘိုးပြုံးပြတယ်ဘိုးငွေတမတ်မပေးနိုင်လို့ပြုံးပြတယ်အပြုံးပေါ့ကွယ်ဖြတ်မေးပြစေဘိုးဘိုးအဲ့ကောင်မလေးကလှလားအင်းလောကြီးအမြင်ရတော့လှရင်လှမှာပေါ့ကွယ်ဘိုးဘိုးမြင်မှာတော့အယိုးစုကိုအရေပြအုပ်ထားတာကြီးပါပဲ အဲ့ဒါကြောင့်ဘိုးဘိုးတရားရသွားသလားဘိုးဘိုးအင်းအဲ့ဒါကြောင့်ရမယ်ဆိုရင်လည်းရနိုင်ပါတယ်လေဒါပေမဲ့ဘိုးကသူပြောတာကိုပြီးရက်ဒီစောင့်ကြည့်လိုက်သေးတယ်ဆရာဝင်ပြောတယ်အဲ့ကောင်မလေးပြုံးတော့ဗစက်ကြီးပြဲသွားတယ်နော်ရေလင်းချိုကလည်းပိုက်အစ်ပြီးမျက်လုံးကြီးလည်းပိတ်သွားတယ်လေမျက်နှာဘောလုံးလေရှုံးသလိုဖြစ်သွားတယ်မဟုတ်လား မပြုံးမဲနေဝါလုံးလိုဖြစ်နေရတယ်ပြုံးလိုက်တော့ဘာထက်ဆိုင်လိုဖြစ်သွားရလေဟုတ်တယ်မဟုတ်လားဘိုးဘိုးအဲ့ဒါကိုကြည့်ပြီးဘိုးဘိုးတရားရတယ်မဟုတ်လားတို့ရနှစ်ယောက်လုံးကိုလက်ကပြတယ်အဲ့ဒါတွေကနေတရားရမယ်ဆိုလဲရတော့ပါတယ်ကွယ်ဒါပဲမဲ့ဘိုးဘိုးကသူသွားပေါ်တဲ့အထိစောင့်ကြည့်လိုက်ပါသေးတယ်အင်းအဲ့တော့ဘယ်လိုဖြစ်လဲဘိုးဘိုးသူ့သွားတွေကအရန်လာလား အဲ့ဒါမာယာပဲဆိုပြီးဖို့တရားရသလားမာယာကတော့မာယာပေါ့ကွယ်ဒါပေမဲ့အလှတွေမာယာတွေဟိုဘိုးဘိုးမမြင်ပါဘူးသူ့ဘက်ကထဲမှာအယိုးတွေပါလားလို့ပဲမြင်လိုက်ပါတယ်အော်ဒီလိုလားအော်ဒီလိုကိုနေပါဦးအဲ့ကောင်မလေးကဘိုးဘိုးဘာလို့ပြုံးပြရတာလဲဘိုးဘိုးငွေတမတ် तू ကဘာလို့ပေးရမှာလဲ ဘိုးတေခဲ့လို့ရှင်တော့ဘိုးဘိုးအတွက်ကတော့ကငွေတမတ်ကိုသူပေးပေးရစေတဲ့သူပေးတဲ့ငွေတမတ်လေးကိုငုံပြီးဘဝကူးပါတဲ့ဘိုးဘိုးနဲ့ဘဝဆက်ဆက်ရေဆက်ဆုံရင်တဲ့သဘောပေါ့ကွယ်အောင်မတေခြင်းဆိုကတန်စင်ခတ်တိုးတိုးချိန်ဆဲတယ်ကျမနဲ့ကြေခိုင်တယ်ရေရမလို့စိတ်ဆိုးရမလို့နဲ့ဟေးအေးလင်းချိုဗျာပြောပါ ငွေတမတ်ပေးနိုင်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးကွာနော်တော်ရုံမြစ်တာနဲ့တော့မပေးဘူးတချို့ဆိုတက်ကစိုးတက်ပြီးဘွဲသာရတော့မယ်တမတ်တော်ရှိတာမဟုတ်ဘူးဟုတ်ပါဟုတ်ပါတန်စင်ကတော့ချိန်ဆမစုံဖြစ်နေတော့မှာပဲတတောင်းစားဒီတတောင်းစားဒီအဲ့ဒီချိန်မှာပဲကျမတို့အင်္ဂလိပ်စာဆရာရဲ့မိန်းမကဒူလန်းလာတယ်ခလေးနှီးပြောက်သွားတာအခုမှပြန်တွေ့တယ်ဆိုပြီး ဘိုးတော်ထူးရဲ့ဝတ်ဖြူစင်ကြယ်ကို ပြန်ယူသွားပါတယ်။နောက်တော့ဆရာဝင်လာတယ်။စာသင်တယ်။စာသင်ရထားတော့အချင်းတော်တော်များများမှလည်းအဲ့ဒီသုံးယောက်ဟာကျမတို့သုံးယောက်ကိုခဏခဏလှဲ့လှဲ့ကြည့်ကြတယ်။ပြုံးစီစီနဲ့ဆက်ဖြဲဖြဲကြည့်တယ်ဆိုရင်ခံနိုင်ပါသေးတယ်။အခုတော့သူတို့ကကျမတို့ကိုမျက်နှာတီးတီးနဲ့ကြည့်တယ်။ကျမတို့ကလှဲ့ကြည့်မိလို့မျက်လုံးချင်းစုံတော့မှမျက်နှာတီးတီးနဲ့ခေါင်းတဆတ်ဆတ်ညှိပြီးပြန်လွှဲသွားတယ်။ ျမတို့ကြည်ပြီးတော့ပဲတရားရနေကြသလိုပေါ့ကျမတို့မသိချင်အောင်ဆောင်းလိုက်ပါတယ်အဲ့လိုမှမနေလဲဘလို့နေရမယ်ဆိုတာမသိဘူးသူတို့မခံနေတာနဲ့ကျမတို့သုံးယောက်မှာတူညီတဲ့တန်ဋိဌာန်တစ်ခုရှိလာတယ်အဲ့ဒီတမတ်စီကိုမရရအောင်ရှာမယ်နောက်နေ့ပါကေခံဟာတရင်တစ်ခုရလာတယ်ဟဲ့နင်တို့မထွေးကိုတည်တယ်မဟုတ်လားဘယ်မထွေးလဲ ။အုံမာတို့ရက်ခွက်ထဲကခေါင်းမုံရောင်နဲ့မထွေးလား။အေးဟုတ်တယ်။သူ့သားလေးလည်းပဲမှာမက်ဆေ့လေးဆွဲထားတယ်။နင်တို့မြင်မိလား။တဇင်းနဲ့တမမထွေးရဲ့သားလေးကိုအာယုံထဲမှာမြင်ကြည့်ရတယ်။နှစ်ချေးတွဲလဲရဲ့ဘောင်းမီခွာပြဲရဲ့ကရုံးပြောင်ပြောင်ရဲ့နောက်ဆုံးမှာတန်စင်နဲ့ကျမဂိုင်းတူပြောမိတယ်အေးဟုတ်တယ်ဟာလေဘင်းမှာမက်ဆေ့ကြီးနဲ့ဟေးကျမတို့ပျော်သွားတယ် လာသွားမယ်ခုချက်ရင်သွားကြမယ်တောက်ကောင်ထူးဝေးတွေ့ကြသေးတော့ဗောကျမကတော့တခုတည်းရလို့ပြောပြအောင်ပြောလိုက်ပါသေးတယ်ဟဲ့အေးလင်းချိုဟာလေအဲ့ရက်ွက်ထဲမှာနေရမဟုတ်လားအင်းဟုတ်တယ်အဲ့ဒါဘာဖြစ်လဲသူလည်းတင့်တိမပေါ့သူတို့နှစ်ယောက်လည်းခဏတွေ့ဝေးသွားတယ်ဒါပေမဲ့တိတ်တော့လေဂယုမဆိုင်လာပါဘူးသူအမတ်တမဲဖြစ်နေလို့နေမှာပေါ့ဒါမှမဟုတ်ငါတို့တတိထားမိမှာမဟုတ်ဘူးလို့ထင်ထားတာဖြစ်မှာပေါ့ ကဲပါလာမြန်မြန်သွားကြမယ်မထွေးရဲ့ခေါမိုးဆိုင်ကို မရောက်ခင်ပါပဲသူ့သားလေးရဲ့စကားဝိုင်းကိုအရင်ရောက်ပါတယ်ဟဲဟိုမှာဟိုမှာဘန်နီကျိုးကြီးနဲ့ဆွဲထားတဲ့လေပင်ကမက်ဆေ့ချ်ကြီးကိုအပြူးသားမြင်နေရပါတယ်တာလာလာစမ်းမင်းမေစီကိုအန်တီတို့ကိုလိုက်ဖို့ပေးစမ်းခေါမိုးကုံသွားကြီးကြအေးပါလိုက်ဖို့စမ်းပါကလေးကမပို့ချင်ပို့ချင်နဲ့လိုက်ဖို့တယ် မထွေးစီရောက်တော့မထွေးကပြူးကြောင်ကြောင်နဲ့ဘာကိစ္စလဲမသိဘူးဒီကလေးလည်းဘင်းမှာဆွဲထားတဲ့မက်ဆေ့လေးကျမတို့ပြန်ရောက်ပါလားကျမတို့ထိုက်ထိုက်တန်တန်ပြေးဝေပါမယ်အဲ့ဒီမဆေကသူ့အကြောင်းနဲ့သူဆွဲထားတာ ရောင်းလို့မရဘူးရမယ်ဆို ရောင်းလိုက်စီရင်လည်းနည်းနည်းစူးစမ်းပေးပါလားကျမတို့ကုညီရဲ့လို့သဘောထားပါတရားပေးဝယ်ပါမယ်တရားဟုတ်လားဟုတ်ကဲ့ ဟဲ့ကောင်လေးလာစမ်းဒီကိုသူ့ကလေးလည်းပဲဟာတမတ်စိကိုချက်ချင်းဖြုတ်ပေးပါတယ်။တန်စင်ဟာတရားလဲကမ်းပေးလိုက်ရောဖက်ခနဲယူပြီးသူ့မတ်စိကိုပေးတယ်။တရားတန်ကိုလည်းတည်တည်ချာချာထောင်ကြည့်တယ်။သဘောတွေကြာနေတယ်ပြီးမှအမတို့လာဝဲမယ်လို့တော့ကျမကြားသားပဲ။ဟင်ရှင်ဘာဖြစ်တယ်အမားတို့လာဝယ်မယ်ဆိုတာကျမကိုကြိုပြောတဲ့သူကပြောထားတယ်သိတယ်မဟုတ်လားအီလင်းချိုလေး ကိုရလင်းချူကကျမကိုပြောထားတယ်။ရောင်းပြလို့ရှင်ဒီစာကိုလည်းပေးလိုက်ပါတဲ့။ပြောပြောဆိုဆိုသူ့ထမင်အထက်စင်ကြောင်းကိုလက်လိုက်တယ်။လက်ပြန်အနှုတ်မှာသူ့ချွေးကန်အင်းကြီးအိတ်ထဲအားစာကောက်လေးတစ်ခုပါလာတယ်။ယော့။တန်စင်ကရောင်းအားနဲ့လှမ်းယူတယ်။မထွေးကသူ့ခေါင်းမို့လို့တဲ့မိဖို့ကိုဆွဲမှပြီးမတ်တက်ထရက်တယ်။ဟိုကောင်လေးလာ။သူ့သားလေးကိုလက်ဆွဲပြီးထွက်သွားပါတော့တယ်။ ကေခံကမက်ဆေကိုနေရောင်မှာထောင်းကြည့်တယ်။မက်ဆေရဟာငယ်ရိတ်မှာအပေါက်ကြီးနေ။သူ့ဆွဲချိုးလှုပ်ထားတဲ့အပေါက်ပဲဟဲ့။ထုံးနဲ့ပြန်ပိတ်ရမှာပဲ။တန်စင်နဲ့ကေခံတယောက်တစ်ပေါက်ပြောနေရအောင်ကျမကြားဝင်ဟလိုက်တယ်။ဟေးနေကြစမ်းပါဦး။ဟိုစာကိုဖတ်စမ်းပါဦး။အေးအေးဟုတ်သားပဲတန်စင်ကစာအုပ်ဖွင့်တယ်အားလုံးကခေါင်းချင်းဆိုင်ပြီးဝိုင်းဖက်ဖြစ်ကြတယ်စာတို့ ငွေတမတ်မရှိသူအားသိစေအပ်ပါသည်ကျွန်ုပ်တို့လိုအပ်သောငွေတမတ်သည် ကျွန်ုပ်ဘဝကိုးကောင်းရန်အတွက်ဖြည့်စွမ်းပေးနိုင်သည်ငွေတမတ်သာဖြစ်ပါသည်အရေးကြီးသောငွေတမတ်စေဖြစ်ပါသည်အင်္ဂါဆုံးသောငွေတမတ်စေဖြစ်ရပါမည်ထို့ကြောင့်၁ကြောက်ပြားနှင့်ပွတ်တိုက်ခံရ၍မတ်စေမဟုတ်တော့ဘဲဒဏ်စေမျှသာ ဖြစ်နေခြင်း၂နှစ်ဖူးမှာအပေါကြီးပါလာခြင်း၃ တစ်ဖက်ဖက်သို့မဟုတ်နှစ်ဖက်စလုံးကိုဓာအဖြစ်မှုံနာခြင်း၄ကမ္ဘာ၌လုပ်ငန်းတွင် အထောက်ကူပြုရန်တောင်းဆိုကိုခြုံနာခြင်းစသည်တို့မဖြစ်စေရပါ အင်္ဂါဆောင်၍လှပကြော်ရှင်အပြည့်ကင်းသောမတ်စေဟုသာကျွန်ုပ်လက်ခံမိဖြစ်ပါကြောင်းပုံထူးဝေဘဝချားလေချစ်နေအောင်မိသူစာဖတ်ပြီးမှ စာဖတ်ပရိသတ်တွေဖြစ်နေကြတယ်ကျမတို့၃ယောက်ရဲ့ဩဘာသံတွေကညံသွားပါတယ်ကောင်းစုပ်ကောင်းပက်အယုတ်တမကာလနာလမ်းလေအောင်ကြီးမှာကျမတို့၃ယောက်မတ်တက်ရပြီးတယောက်မြင်တာတယောက်ကြည်နေကြတာဘာနဲ့တူမလဲမသိဘူးနော်လမ်းသာလမ်းလာတွေကလည်းကွက်ကြည့်ကွက်ကြည့်နေဟင်းဒါဖြစ်တရားပေးဝေရတော့အလကားဖြစ်သွားပြီပေါ့ကျမရေရွတ်တန်ကိုကေခံရလဲထောက်ခံရေရွတ်တယ် ေးဟဲ့နှမျောစရာကြီးတန်စင်ကတော့နှကန်းနှလွာစူပွားစူပွားဖြစ်နေတယ်ဘာတွေများရေရွတ်ချိန်နေတယ်မသိပါဘူးအဲ့ချိန်မှာပဲခေါမုတ်ရောင်းနဲ့မထွေးဟာမိသွေးတွေဝယ်ပြီးကျမတို့ဘက်ကိုပြန်လျှောက်လာပါတယ်ဂေကန်ကလှမ်းခေါ်တယ်အမကြီးအမကြီးမကြောက်ဘူးဒါမှမဟုတ်မကြောက်ချင်အောင်စောင့်နေတာဖြစ်မယ်ဒါပေမဲ့ဘယ်ရမလဲဂေကန်ကလည်းရအောင်တွားခေါ်တယ် အမအီးမထွေနေပါဦးခဏအိမ်ပြန်ဟင်းချက်အောင်မယ်ဘာလို့မလို့လဲခုတော့လေမထွေရဲ့အတန်ဟာခမမဖြစ်နေပါတယ်ဂီခန်ဟာအမအီးရဲ့မက်ဆေ့ကအပေါက်ကြီးနဲ့ဆိုတော့ကျမတို့သုံးမရဘူးဖြစ်နေတယ်မထွေကအေးအေးဆေးဆေးပါပဲမရရင် မသုံးနဲ့ပေါ့ဟဲ့မက်ဆေ့ကဘာသုံးရမှာလဲပြောပြီးသူ့ဟာသူဆက်ထွက်သွားတယ်မက်ဂီခိုင်ကြောင်တက်တက်လေးကြံရစ်လေး ကျမကိုလှည့်ကြည့်တယ်။ကျမကတော့စိတ်ပြက်လက်ပြက်နဲ့ပဲရီမိပါတော့တယ်။ကေခံကမကျင်းတတ်ဘူး။ဒါပေမဲ့ဘာလို့စိတ်ဆိုးရမှန်းလဲမပြတ်သားလာဘူး။ဒီလိုနဲ့ပဲ၃ယောက်သာဖွားစီဖွားစီနဲ့ပြန်လှည့်လာခဲ့ကြတယ်။မထူးပါဘူးတန်စင်အဲ့တမတ်ကိုနင့်လေပင်မှာပဲကျိုးနဲ့ဆွဲထားလိုက်ပါတော့။သောက်ကောင်မတွေဟိုကောင်ကလည်းသောက်ကောင်စုပ်နောက်ဆုံးကြတော့ဘာမှမတက်နိုင်တော့ဘူးတန်စင်းကိုကြည်ပြီးကျမတို့ရီဖို့ပဲတက်နိုင်တော့တယ် တန်စင်ကလှတယ်ချစ်စရာလည်းကောင်းတယ်သူဒေါသထွက်နေပုံလေးကကြည့်လို့ကောင်းတယ်ထူးဝေနေဆိုရင်음လိုက်တာတော့လိုက်တယ်သူတို့ဖြစ်လဲဖြစ်စေခြင်းနဲ့တန်စင်မရှိတဲ့အချိန်ကေခိုင်နဲ့စကားဆက်ပြီးပြောပြတော့ကေခိုင်ကလည်းအဲ့ဒီတိုင်းပဲยีမောမောနဲ့ပဲသူကတစ်ချက်ထပ်ပြောတယ်ခုတော့သူတို့နှစ်ယောက်ကြားမှာတမတ်စီကလေးချားနေတာပေါ့နော်သူစကားကိုတွေးတွေးဆဆနဲ့ပဲကျမကတုတ်ပြန်လိုက်တယ် အဲ့ဒီမက်ဆေ့ကလေးရပဲသူတို့နှစ်ယောက်ကြားမှာတရားဖြစ်ရင်လည်းဖြစ်သွားမှာပေါ့ဟာအေးအဲ့လိုဖြစ်ရင်တော့အကောင်းဆုံးပေါ့တန်ဆင်းကလည်းနှစ်ယောက်သားမတိမသားအကဲအခတ်ဖြစ်ကြတယ်တန်ဆင်းကလည်းထူးဝေကိုတခြားကောင်လေးတွေလိုသဘောမထားတာတော့သိကြတယ်သူစိတ်ဝင်စားတဲ့သူတွေဆိုတန်ဆင်းကဘလို့မှမနေဘူးစိတ်ကိုမဝင်စားဘူးကိုထူးဝေကိုကြတော့အဲ့လိုမဟုတ်ဘူးလေတမျိုးတော့တမျိုးပဲ ူ့ကိုအသေးလေးလိုက်နေတဲ့အောင်ခင်ညွန့်တို့တေအောင်မျိုးတို့ကိုစကားတဲ့တော့ထဲမပြောပြဘူးထိုးဝင်တဲ့ပတ်သက်လို့တော့သူ့မှာစဉ်းစားလိုက်ရတာတနေ့လာလဲတမတ်စီနောက်တနေ့လာလဲဒီတမတ်စီပုံမှန်တော့မဟုတ်ဘူးဒီနေ့မှာတန်စင်းရဲ့ဗာကြီးဥမောင်မောင်စီကို ကျမတို့သုံးယောက်ရောက်သွားကြသေးတယ်ကိစ္စကတော့တခြားမဟုတ်ပါဘူးအဲဒီကိစ္စကိုလည်းလမ်းမှာပဲတန်စင်းကပြောပြပါတယ်တမတ်စီတောင်းမလို့ အကဲဥမမောင်ရဲ့ရုံငန်းကိုကျမတို့ရောက်သွားကြပါတယ်။ကုမ္ပဏီကြီးကကြီးကျယ်ခမ်းနားလာတယ်။ဥမမောင်ရဲ့ရုံငန်းကလည်းတောက်ပြောင်ထဲဝါနေပါတယ်။အလုံးရှုံနေတဲ့အကဲဥမမောင်ကသူ့အမနဲ့ချစ်တဲ့တူမာလေးကို ရုံငန်းကို မလာစဘူးလားလို့ပြပြတလဲကြိုးစိုးရှာတယ်။ဟဲ့တမီးလားတမီးတို့လည်းလာကြထိုင်ကြ။ဥမမောင်ကသူ့ကိစ္စတွေကိုသူဖျက်ချပြလိုက်ပါတယ်။ဝန်ထမ်းတွေကိုအခန်းထဲကနေပထုတ်လိုက်တယ်။ အကျွေးမွေးနဲ့အခန်အလာပါတလာပါနည်းနည်းပါပါ ပြောပြီးတော့သူ့တူမကိုမေးတယ်။ကောင်းမလေးအခုလာတာကိစ္စပါလာသေးလား။ပါတယ်ဘဘ။အင်းစိုးပါဦးဘာမှဖြစ်လို့လဲ။မဟုတ်ဘူးတမတ်တောင်းမလို့ပြောပြီးတန်စင်ကရီးပါတယ်။ဥမောင်မောင်လည်းလက်ရီးပါတယ်။ဒီတိုင်းထိုင်မနေချင်တာနဲ့ကျမတို့လည်းလိုက်ရည်ကြပါတယ်။ဤစံနေအစုံးမှာဥမ္မောင်မောင်ကမေးတယ်။ မဖို့တမတ်ဆိုတာမများဘူးလားသမီးရဲ့တန်စင်ကဘာမှပြန်မပြောဘူးဆက်ရည်နေတယ်အေးအေးရမယ်ပြေးမှာပေါ့ပြန်ယူသွားဟိုကောင်ဖះတရားလောက်ရလားဦးမမကတမတ်အကြောင်းဆက်မပြောပဲတန်စင်အဖေသူ့ညီအကြောင်းပဲဆက်မေးတော့တယ်မိသားစုကိစ္စဆွေမျိုးသားချင်းကိစ္စစီးပွားရေးကိစ္စအဲ့ဒါနဲ့ပဲသူတို့တူကြီးရဲ့စကားဝိုင်းအချိန်တော်တော်ကြာသွားတယ် နောက်ဆုံးတန်စင်ဟာပပတမိပြန်တော့မယ်အေးအေးဦးမောင်မောင်ကဇော်ရဲဘော်ကဖုန်းကိုကောက်ကင်နေဝေးတက်မတ်ယူလာပဲလို့ပြောတန်ကြတယ်လူတယောက်ဝင်လာတယ်ကဲတမိအဲ့ဒီမှာတန်စင်ဗစက်ဟောင်းသားလေးဖြစ်သွားတယ်ကျမတို့လည်းဘာဝင်ပြောရမလဲမသိဘူးဇော်ရဲဘော်မှာငွေ2500ကဲယူသာသောသမီးအဲ့မှာတမတ်အတိပဲ တမတ်ဆိုတဲ့ဇကားကြီးရဟိုဘယ်နာမည်မသိဘူးမဟုတ်ဘူးဘဘတမီးပြောတာဒီတမတ်မဟုတ်ဘူးတကယ်တမတ်တမတ်စီကိုပြောတာဟေးဒီဟာပါဇာဟောင်းသားဖြစ်သွားတာဥမောင်မောင်မမတ်စီတမတ်စီဟုတ်လားဟုတ်အဲအဲ့တော့ဥမောင်မောင်သူ့နှဖူးကိုသူပုတ်ပါတယ် သမီးရလဲကွာအဲ့ဒီတမဆီကိုဘာလို့မလို့လဲဘဘမှာပဲရှိမှလဲတန်ဆင်ကမပြောသမီးလှုပ်เสียရရှိလို့ဦးမမနှစ်ဖူးကသာနာနာပုတ်နေတယ်သူ့တူမကိုလည်းစိတ်စိတ်ကြည့်တယ်ဘာမှမပြောတော့ပဲအဲလိုရည်တယ်ခဏကြာမှအေးအေးဘဘရှာလာလိုက်မယ်တွေ့တဲ့ခါကျရင်ပြောမယ်တကယ်ရှာလိုက်နော်ဘဘအေးပါ တွေ့ရင်ပြောအေးပါဦးမောင်မောင်ကုမ္ပဏီကလေပြန်လာခဲ့ကြတယ်အပြန်လမ်းမှာတန်းစင်းရှိရနေဇရက်နှကောင်ဖျက်ပြန်သွားတယ်ကေခိုင်ထအော်တယ်1 for sorrow 2 for joy 3 for letter ကျမဝင်ဖြည့်ပြောလိုက်တယ်အခုတန်စင်တွေ့တာနှစ်ကောင်နဲ့2 for join ဆိုတော့တန်စင်ပြောရတော့မှာပေါ့တန်စင်ကဟိုလိုလိုဒီလိုလိုလုပ်နေတယ် ဘာမှဝင်မပြောဘူးကျမကပဲဆက်ပြောလိုက်တယ်တမတ်ရလို့ပြောရမှာလားချစ်သူရလို့ပြောရမှာလားကေခံကခလေးလိုနေတတ်တာဟိုဇရက်တွေစီလှမ်းအော်မေးတယ်ဇရက်ခလေးတို့ရေဖြေသွားစမ်းပါအဲ့တော့ကညက်နေဟာလှလို့ရွှေအောင်ရွှေတွေနဲ့တော်ဝင်းဆိုပြေလို့အဲ့ဒါကိုကျမတို့ခံစားတတ်ခဲ့တယ်ဒါပေမဲ့ညက်နေဟာ ညရဲ့အကျိုးဆိုတာကိုတော့ကျမတို့မေ့နေခဲ့မိတယ်လေယူတယ်ပဲဆိုဆိုအဲ့ဒီတိမ်တိုက်တွေကို မနာလိုပါဘူးမနောဟရီမိပြတိုက်လုံးကြပြစုမှာအချစ်မှာနှစ်သွားတဲ့လူဟာပင်လယ်မှာနှစ်သွားတဲ့လူနဲ့အတူတူပဲဖြစ်လိမ့်မယ်အချစ်မှာပင်လယ်ဆန်တဲ့အမှုပညာရှိတယ် နားလည်ရခက်တော့သူ့စကားကိုအေလင်းချိုကဆက်ရှင်းသည်အချစ်ဟာတခါတခါလေညင်းဆန်တယ်တခါတခါမုံတိုင်းဆန်တယ်တခါတခါလှလို့ပလို့တခါတခါကြာဆန်တော့လေအကြီးတန်နေပြန်ရောအချစ်ကိုဖျက်ကူးရတာပင်လယ်ကိုဖျက်ကူးရသလိုပါပဲကဗျာဆရာသည်ကြပြဆန်သောတသနာနှင့်အတူဇလန်းတစ်ပုတ်ပြောပြရန်အာယူသည် အစကတော့၃ရောင်လုံးအတူတူလက်ဖေးရီထိုင်တောက်နေကြတာပါအဲဒီနောက်မှလည်း၃ရောင်လုံးအတူတူ စကားထိုင်ပြောနေကြတာပါပဲနောက်တော့စကားပြောနေကြတာကျွန်တော်နဲ့ထူးဝေပဲဖြစ်သွားပါတယ်တတိယလိုလှမ်းကြည့်ပြီးတော့ဈေးကတော်တော်တော်ခྱི་ရောက်နေပြီပါဇက်ကလည်းပွားစီပွားစီနဲ့ထူးဝေနဲ့ကျွန်တော်တယောက်ဝတယောက်မျက်စပြပြီးမေးလိုက်တယ်ဟေ့ဘာလုပ်နေရလဲကျွန်တော်တို့ရဲ့အမေကို तू ကချက်ချင်းပြန်မဖြစ်အောင် လက်ကာပြရတယ်။ပြီးစာရွက်ပေါ်မှာဘောပင်နဲ့ချရေးပြီးမှငါကဗျာဆက်နေတာ။အော်မာရာရာဆဆာမင်းကိုအားကြလို့ငါကဗျာဆက်နေတာ။အော်မာလာလာကြီးသေးထူးရဒီကောင်ရေးနေတဲ့စာရွက်ကို ရုတ်တရက်ဆွဲလုလိုက်တယ်။ပြစမ်းပြီးတော့ကျွန်တော်ရဲ့ထူးရဲ့ကောင်းချင်းဆိုင်ပြီးဖတ်ကြတယ်ပြုံးလဲပြုံးမိကြတယ်ဇေယအလာကြီးပဲ အလင်းတအုပ်နှင်းတဆုံနဲ့ဒါပဲလားပြီးတော့ဘာဆက်ဖြစ်သေးလဲဘာမှဆက်မဖြစ်သေးဘူးငါလည်းအဲ့ဒါပဲစဉ်းစားလို့ရသေးတယ်ထူရဝင်ပြောတယ်ငါထပ်ဆက်လိုက်ရမလားအာဟဲ့မလုံးနဲ့ဇေယတားတယ်ကြပြာကြာဦးတားတယ်ဒါပေမဲ့မမီတော့ဘူးထူရပါဇက်ကထပ်ဆက်နေပြီအလင်းတအုပ်နှင်းတဆုံနဲ့ อืมအလင်းတအုပ်နှင်းတဆုပ်နဲ့ပလင်းရုပ်ပေါက်နေတဲ့မောင်မာကွယ်ပြီးသွားပြီဟာကွာဇေယစိတ်ပြက်သွားတယ်ကျွန်တော်ကရီမိတယ်ဇေယလည်းမျက်နှာတီမထားနိုင်ပဲလိုက်ရီတယ်ဟဲ့ပေးလေးချို့ဒီကောင်ကပြားကိုစော်ကားနေတယ်အေးဒီကောင်ကိုငါတို့ဆုံးမမယ်ဇေယကတွေ့ကြသေးတော့ဗော အင်ကြီးလက်ကိုပင့်တင်တယ်။ထိုးဝင်နဲ့တက်တယ်။မင်းလည်းချဲဆိုင်လိုက်ပြီ။ရံပြုတ်တဲ့စကားကိုပြောတယ်။ဒါပေမဲ့နဘေနဲ့ပါပဲ။မဘာသာငါပလင်းရုပ်ပေါက်တော့မင်းအလုပ်လား။ကျွန်တော်ကလည်းဝင်ပြောလိုက်ရတယ်။အေးဒီကောင်ငါတို့နရင်အုပ်ရအောင်။ဟာဟာအတင်းမချုပ်နဲ့လေ။သူ့ကိုကျွန်တော်ချုပ်လိုက်တော့ထိုးဝင်ကအဲ့လိုဩတယ်။မကျေနပ်ရင်မင်းဟောငါတို့ဘယ်နှချက်ရိုက်တယ်ဆိုတာစက်ရင်လောက်ထား ရပါတယ်ငါကတော့တချင်းတစ်ပုတ်နဲ့ပဲကြည်အေးမှာပါဘာတချင်းလဲမကြည်တော့ဘူးဆိုတဲ့တချင်းလားကောင်းကောင်းကန်းကန်းပါကဘာမြေငိမ့်ချမ်းပါစေဆိုတာမျိုးဟောအေးအဲ့ဒါလိုပဲရမယ်ဘာမှလည်းမဟုတ်ပါဘူးပြီးတော့လည်းရည်ဖြစ်ကြတယ်လက်ဖေးဆိုင်ကထပြန်ခဲ့ကြတယ်ညနေစောင်းနေပြီအေးအကန်ဆုံးမှာလမ်းသွားရှောင်းအောင်ကွာသူ့ရေပြောတာပါ ကျွန်တော်နဲ့ဇေယျကတော့ဆက်ပြဲပြဲပေါ့အခုတလောဒီကောင် စေကူးနေရင်ပြီကြပြားလေးစမ်းနေတယ်တွားလေတွားလေတုံးရောက်တာအင်းအားကန်ဆောင်ကိုရောက်လာကြတယ်အင်းအားဟာလေညင်းချို့ချို့ကိုခြုံယူဝတ်ဆင်ထားတယ်လေယူမှာသူ့ကိုယ်သူရိမ့်ွဲ့ပေးနေရင်ဟာအင်းအားဟာအင်းအားဆန်စွာလှလို့ဟိုးဝေးမှာ တိမ်ဖြူတွေကောင်းငင်လမ်းမမှာရင်ရင်မော့မော့ကူးခတ်ပြေးလွှားနေကြတယ် ုံးတော့ဘာစကားမှမဆိုပဲငြိမ်နေမိရဲ့တော်တော်ကြာမှာကျွန်တော်ကပဲတိတ်ဆိတ်မှုအိုးတက်ပြစ်လိုက်တယ်ထိုးရင်ဟင်တန်စင်တော့ကဒါတမက်စစ်ရှာတွေ့မင်းတကယ်သေရမလို့ဖြစ်နေပါတော့လားထိုးရရည်နေတယ်စေရဝင်းဖြစ်တယ်ဘာလို့တကယ်သေရမှာလဲကွာအဲ့ကြော်လေအဲ့ဒီလျော့ပေါ့နီးလန်းပေါ်လာမှာပေါ့သူရသူ့ဘာသာခတ်တိုးတိုးရီလို့အဆုံးပါ သေးတယ်ဆိုတော့လေတိတ်ကြောက်ရမယ်ကိစ္စမဟုတ်ပါဘူးအီလင်းချိုမင်းဟဲမင်းဝေခေါလောင်းတဲ့ဝတ္ထုဖတ်ပူးတယ်မဟုတ်လားဘာလဲ from home the battle ပြောရလားဟေးဘာလဲမင်းဖက်စစ်တွေကြားထဲမှာဇက်ကောင်ကဒဏ်ရာရပြီးတက်သေးသွားတာကိုပြောမလို့လားဟေးဟုတ်တယ်ဒါပေမဲ့ तू ပြောညံ့လို့တက်သေးရမှာမရောက်ပဲအေးအေးဆေးဆေး तू ဖြေရှင်းတယ် တည်ခြင်းတရားကိုပဲခေါင်းခိုက်ပြောက်စေဖြစ်သုံးရတော့မယ်ဆိုပြီးတော့ကိုဟာကိုတက်တည်လိုက်တာအေးဟုတ်တယ်ငါမမိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ရှင်ချင်းနဲ့တည်ခြင်းပါတည်ခြင်းကိုရွေးလိုက်တာဟာအမှန်တရားပဲသူတက်တည်လိုက်ခြင်းဟာသူ့ကိုယ်သူကယ်တင်လိုက်ခြင်းပဲอืมဟုတ်တယ်ငါလည်းအဲ့လိုပဲမြင်တယ်ဇေယျဖြတ်မိတယ်ဘာလဲထူးေသူတို့တမတ်စေရရင်မင်းတကယ်တည်ပေးလိုက်မလို့လား တို့ရမျက်နာမော့ပြီးရီးလိုက်တယ်။အဲ့လိုတော့မဆိုးလိုပါဘူး။ဒါပေမဲ့တေးချင်းတရားဆိုတာလူများစုကြောက်ရွံ့နေတာလောက်အဆိုးအာကြီးမဟုတ်ဘူးလို့ပြောချင်တာပါ။စကားဝိုင်းကပြန်လည်ငြိမ်သက်သွားတယ်။အင်းအားရီတိုင်းဟာရတန်မမန်နဲ့ရင်းထိုးကခုန်နေတယ်။ရေပြင်ကိုဖြတ်တိုက်လာတဲ့လေဟာကျွန်တော်တို့ရဲ့ရင်ဘတ်တွေကိုအေးနွေးဆင်ကျဲစေတယ်။အမောင်ပြိုးလာပြီ။ အိမ်တန်းပြန်နောက်ကျတတ်တဲ့ငှက်ကလေးတွေဟာအလင်းညွန်ညွန်မှာ လေးစားဝိုးတော့အရိုင်းမြပင်နေကြမှာအရိုင်းပန်းနေလေပွင့်နေကြတယ်ထိုးရပြောတယ်ငယ်ချင်းမောင်ရဲ့ကဲတာချင်းမို့လို့အတူတွဲထိုင်နေကြတယ်ကျွန်တော်တို့တွေတယောက်မျက်နှာတယောက်မမြင်သာတော့ပါဘူးအဲ့လိုအချိန်မှာကဗျာဆန်တဲ့ဇကားတွေပြောရတာဟောကကဗျာပါပဲဒါပေမဲ့ အချစ်ကဗျာလားအလွမ်းကဗျာလားဆိုတာတော့ကျွန်တော်ပါဝင်ဘယ်သူမှတဲခွဲလိမ့်မယ်မထင်ပါဘူးအင်္ဂလိပ်စကားတခွန်းရှိတယ်သူတပားကိုချစ်တာကောင်းပါတယ်အဲ့ချစ်ကို တုံ့ပြန်ခံရရင်ပိုကောင်းတယ်တဲ့သူရာဘာမှပြန်မပြောဘူးဇေယျကလည်းတခွန်းဝင်ပြောတယ်ဟုတ်တယ်သူရေငါတငယ်ချင်းတာယာမင်းဝေရဲ့ဝိထုထဲမှာလဲစာတပုတ်ငါဖတ်ဖို့တယ်ကျွန်တော်ကဝင်မေးလိုက်တယ်ဘာလဲလဲ တယောက်ကိုတယောက်ကချစ်တယ်ဆိုတာဖះဆိုင်တဲ့ပန်းလေးပွင့်လာတာပါတဲ့သူရဘာမှပြန်မပြောဘူးသူစကားကိုဆောင်ရင်ကျွန်တော်တို့လည်းနှုတ်ပိတ်နေမိကြတယ်ခဏကြာမှာတော့ဇေယကသူရတခုခုပြောကွာသူရကောင်းကြီးပြတာ哦အမောင်ထဲမှာမပြီးမပြင်းမြင်ရတယ်နောက်သူရစကားတန်တိုးရှာရှာအကွဲအကွဲလေးထွက်လာတယ် အချစ်ဆိုတာရှေးဦးလူသမိုင်းမှာ မတွေ့ရဘူးတဲ့တိုးတက်ရင်ကြီးလာတဲ့လူသမိုင်းမှာမှအချစ်ကိုတတိတဏံတွေ့မြင်လာရတယ်တန်းစင်းကို ချစ်မိရတဲ့ငါနောင်တမရပါဘူးငါအတွက်အကောင်းနဲ့ကြုံစီဖြစ်သေးအဆိုးနဲ့ကြုံစီဖြစ်စေပေါ့လေငါသူ့ကိုချစ်မိတာငါမှအချစ်ဆိုတဲ့အရာတည်ရှိလာတာအားလုံးဟာငါရင်ကြီးတိုးတက်လာတယ်လို့ပဲငါကငါယူဆတယ် ။ဘာစကားမှဆက်မပြောပြကြတော့ဘူး။အင်းအားပြန်လာချိန်မှာလာမင်းဟာ အရှိဘက်ကောင်းကင်စီဦးတီပြန်တန်းမှုဟုတ်တဲ့။အိတ်တန်းဟာနိုးထလာခဲ့ပြီ။အိညာဟာထိုးဝင်တဲ့တန်ဆင်အကြောင်းစဉ်းစားရင်ကျွန်တော်အိတ်မရဘူး။သူတို့ကလည်းကံကြမ္မာဘလို့ဓာမျိုးနဲ့မှ ခုတ်ခွဲတာကိုလက်မခံနိုင်ဘူးမဖြစ်စေချင်ဘူးကျွန်တော်ကြပြာတစ်ပုတ်ရေးဖြစ်တယ် နှင်းသေးသေးလို့ရွာနေတယ်။ဒီလန်းတခြားပင်ရိုင်းနေနှင်းရီဆိုစေမဝနိုင်သေးတဖြည်းဖြည်းပေါ်စောင်းသက်တဝက်မှမပြည့်သေးမီရောက်မလာခြင်းနဲ့အိုးနှွေဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တယ်ဆရာတာယာမင်းဝေရေးသားရတယ်ပန်းလက်ဘွားမှာပါအပ်ပိုင်ဝင်မရှိတဲ့ကောင်းလေးဆိုတဲ့ဝိတုစာအုပ်လေးကိုအပိုင် သုံးအနေနဲ့ဖက်ပြပေးခဲ့တာဒီမှာပဲခိတခဏယန္နာဝင်ပြူပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်းလေးကိုဖက်ပြပေးမှဖြစ်လို့စောင့်မျှော်နှားစဉ်အားပေးကြပါဦးခင်ဗျာနာတော်တာဆင်သူပေါ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်တွေအပေါင်းမှာကင်းဝေးကြပါစေ